မန္တလေးတိုင်းမက်ဒီလာမြို့မှာရုရှားလူမျိုးအယောက်20ကဦးဆောင်ပြီးစုံစုကို လေရင်အမောင်းတင်တဲ့ဒရုန်းတိုက်ခိုက်မှုသင်တန်းပေးနေရလို့စုံစုအတိုင်းဝိုင်းနဲ့နီးစပ်သူသတင်းမြစ်တွေက MFP ကိုပြောပါရတယ်။ရုရှားတွေဟာမက်ဒီလာမြို့ကဟိုတယ်တစ်ခုမှာတက်ခုကမင်းအောင်လိုင်းတစ္ဆာခန်းလက်နက်ကန်တွေကိုသင်တန်းပေးနေတာပါ။အဲ့ဒီလေရင်အမောင်းတင်တဲ့ဒရုန်းတိုက်ခိုက်မှုသင်တန်းပေးနေတာလားနဲ့ချီကြပြီးဖြစ်ကမကြခင်သင်တန်းပြီးဆုံးတော့မယ်လို့ယူဆရပါပြီး စောစုရဲ့ပြည်သူအပေါ်လေးချောင်းပုံကျဲတက်ဖြတ်မှုတွေပုံမှုဆိုးရွားလာနိုင်ကြောင်းလည်းသတင်းမြစ်တွေကပြောပါတယ်။စောစုကရုရှားတွေခေါ်ပြီးစစ်တပ်နဲ့ပေးနေတာမှန်ကန်ကြောင်းတက်တွင်းဖိရက်တီရဲ့အတီးပြည့်ချက်ရရှိခဲ့တယ်လို့ CDN လေတက်အရာရှိငယ်တို့ကအမတ်ပီကိုပြောပါတယ်။တင်းနန်းနဲ့ပတ်သက်တဲ့အသေးစိတ်ကိုအမတ်ပီအနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။စောစုကယခုရက်ပိုင်းမှာ ိထီလာရှန်တဲလီတက်ဒဒဦးနဲ့နေပြည်တော်အေလာလီတက်စကန်နီကနေဂျက်ဖိုက်တာဝိုင်းတွဲ YH လေနေပြတ်တမ်းမှုအင်မတန်များပြားနေသလိုလေချောင်းတိုက်ခတ်မှုမှုရှိပဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လေ့ကျင့်ရေးဆင်းနေတာဖြစ်နိုင်တယ်လို့ CDN လေတက်အရာရှိငယ်ကဆိုပါတယ်။စိုးစုလေတက်ကတင်တန်းပေးရင်တင်တန်းပေးတာနဲ့ပြစ်ခတ်စင်တွေပါလာတတ်ပေမဲ့လေ့ကျင့်ပြစ်ခတ်မှုမလုပ်ရဘဲ နဲကြောဖြတ်တမ်းမှုဆိုပြီးနဲမြေအခြေအနေမြေပြင်အနေနဲ့သိမြင်ဖို့တင်နန်းအဖြစ်သွားကြတာတွေရှိရကြောင်းတင်နန်းသားတွေအနေနဲ့အမှန်တကယ်ပြစ်ခတ်ရချိန်မှာပြစ်ခတ်မှုမတိကျတာမျိုးလည်းဖြစ်နိုင်တယ်လို့စီရီယန်လေတက်အရာရှိငယ်ကထပ်လောင်းပြောကြပါတယ်။စိုးစုကနဲမြေဒေသတွေလက်လွတ်ဆုံးရှုံးရတာပုံမှုများပြားလာတာနဲ့အမျှလေကြောင်းပုံကျဲမှုတွေပုံမှုပြင်းထန်လာမှာဖြစ်တာကြောင့် တော်လန်ရဲဘော်တွေပြည်သူတွေအနေနဲ့ပုံမှုသတိထားတင်တယ်လို့သူကဆိုပါတယ်။စိုးစုကပြီးခဲ့တဲ့2024ခုနှစ်အတွင်းနိုင်ငံတော်ဝန်တနည်းကို6ကြိမ်နဲ့9ကြိမ်ကြားသာ၄ချောင်းပုံကျဲရာကယခု2025ခုနှစ်မှာတနည်းကို8ကြိမ်နဲ့10ကြိမ်ကြား၄ချောင်းပုံကျဲတက်ပြတ်နေတာလို့သူတည်တနာအဖွဲ့ကဆိုပါတယ်။စိုးစုကစာသင်ကျောင်းနဲ့ဆေးရုံဆေးကန်းနဲ့အရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုပြတ်မှတ်ထားပုံကျဲတက်ပြတ်နေလို့ တော်လိုင်းရေးစူးမှုနယ်မြေကကျောင်းတွေဖွင့်လှစ်တင်ကြားနိုင်မှုမရှိဘဲယာယီပိတ်ထားရပါတယ်။ပြီးခဲ့တဲ့မေလအတွင်းစိုးစုကနိုင်ငံတော်ဝန်လေကျောင်းပုံကျဲတက်ပြမှု344ကျိန်ကျူးလွန်ခဲ့ရမှာဘုံတိမန်လိုအသက်16နှစ်အောက်ကလေးတငယ်40ကျော်အပါဝင် လူ100ကျော်သေဆုံးက400ကျော်ဒဏ်ရာရပြီးစာသင်ကျောင်း18ကျောင်းဆေးရုံစေကန်6ခုဖျားစစ်တီတာသနာနိကအဆောင်17လုံးနဲ့နေအိမ်341လုံးထိခိုက်ပျက်စီးတယ်လို့ အမျိုးသားညွှရေးအစိုးရအယူကြီးလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါတယ်လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါဇပွဲလိုမျိုးအကာအကွယ်အဝင်ပြီးဥကောင်းကိုလက်နက်ဖက်နှစ်အုပ် drone နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံကူရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပလဟာပြင်မှာရှိနေပါကရင်မြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံကိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ